ဟိုတကာလေးတယောက်ကလာရောက်ပြီးတော့မလျှောက်ထားတယ်ခွန်ပုံဗျာတဲ့တပည့်တော်ဒါဘုံမုံရဲ့တရားကိုမနာရဘူးဆိုရင်အခုချိန်လမ်းပေးရောက်နေလောက်ပြီတဲ့ကံအဝေမာရင် အပေသွားရတတ်ပါတယ်မနေ့ကဘုံဘုံကိုတကာလေးတယောက်ကလာရောက်ပြီးတော့မလျှောက်ထားတယ်ခွန်ပုံဗျာတဲ့ တပည့်တော်ဒါဘုံမိုးရဲ့တရားကိုမနာရဘူးဆိုရင် အခုချိန်လမ်းပေးရောက်နေတော့ပြီတဲ့။ဘာဖြစ်လို့လဲတကားလေးလို့အမေးကြည့်တော့ဒီလိုဗျာတဲ့တပည့်တော်မကောင်းမှုတစ်ခုခုကို လုတ်ဖို့ပြင်ဆင်နေတယ်ဗျာတဲ့။ဒါမှမဟုတ်အရှင်ဘုရားရဲ့တရားလေးကိုတပည့်တော်အမှတ်မထင် နားလိုက်တဲ့အခါမှာတပည့်တော်မလို့ဖြစ်တော့ဘူးဗျာလို့ဒီကလာလျှောက်ပါလေ။ဘုံမိုးကဝမ်းသာဝါတယ်။ဘုံမိုးလိုချင်တဲ့ပွိုင်မက်ကအရပါပဲ။အဓိကဘုံမိုးရဲ့စကားတစ်လုံးကြောင့်တရားတစ်လုံးကြောင့် ဟိုအတိတရားလေးတွေရသွားစေချင်တာဖြစ်ပါတယ်။အဲ့တော့ကံအဝင်မာရင် အပေသွားရပါတယ်တဲ့။မြတ်စွာဘုရားလက်ထက်က အလုံးကြောက်ဘူးတဲ့မြတ်စွာဘုရားကအမျိုးမျိုးတိုက်ခိုက်ခဲ့တဲ့အမျိုးမျိုးတတ်ဖို့ကြံစီခဲ့တဲ့ပုဂ္ဂိုလ်တဦးရှိပါတယ်။အဲ့ဒါကရှင်ဒေဝရဖြစ်ပါတယ်။ရှင်ဒေဝရကြီးဟာသာသနာ့အပေါင်းကို ဝင်ကားစမှာအမတန်ကိုလိမ့်မှာပါတယ်။ကာရဝတရားနိဝါဒတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုခံယူပြီးတော့မှတရားဓမ္မတွေကြည်ကြံကြုတ်ကိုအားထုတ်လိုက်တာသာသမာပတ်တွေရတဲ့အထိကိုပို့ပြီးတော့မှတိုးတက်အောင်မြင်မှုရပါတယ်။ဒါပေမဲ့လို့မြတ်စွာဘုရားဟာလူလိုပြောရမယ်ဆိုရင်တော့အမတမ်းမှထင်ရှားတဲ့ကြော်ကြားတဲ့အောင်မြင်တဲ့ပုံကိုကြီးတယောက်ဖြစ်လာတဲ့အခါမှာသူနေရာပေးတဲ့ပုံကိုတွေကလည်းပဲဘယ်ဘက်မှာဆိုရင် ရှင်မောကလညာဘက်မှာဆိုရင်ရှင်သာတိပုတ္တရာ လက်ဝဲတော်ရံလက်ရတော်ရံဒီလိုနေရာပြီးတော့သေဝရာကြီးကမကြည်မနှဖြစ်ပါတယ်။ရောက်ဖာဖြစ်တဲ့ငါ့ကိုကြတော့နေရာမပေးဘူးတဲ့။ဘာမဟုတ်တဲ့ဘဲကလာလို့လာမှမသိတဲ့လူတွေကိုနေရာပေးတယ်ဆိုပြီးမနာလိုဝန်တိုတွေဖြစ်ပါတယ်။ကိုယ်စိတ်နဲ့ကိုယ်မိလောင်နေတဲ့ပုံကိုဖြစ်ပါတယ်။ကျော်မြတ်စွာဘုရားကိုလည်းပဲပြိုင်တယ်။သိတ္တထားတဲ့အမင်းနဲ့တကိုးရှင်ငါလည်းတကိုးရှင်ပဲတဲ့။အဲ့တော့မင်းလည်းဖျားလို့တလို့ငါလည်းဖျားလို့မယ်ဆိုပြီးမြတ်စွာဘုရားနဲ့ချီအားတိုင်းပါတယ် အရေးနေနေအခက်ချိုးချိုးပေါ့ဗျာအဲ့တော့အရေးကတော့ခိုးပါအခက်ကတော့မချိုးပါနဲ့အခက်ချိုးလိုက်မယ်ဆိုရင်ဟိုကနေဘူးမိသွားမှာပေါ့အဲ့တော့အရေးခိုးတယ်ဆိုတာဘယ်ရရေးတရားရေးတန်ခါရေးယတနာသုံးပါးရဲ့အရေးမှာခိုးရမှာဖြစ်တယ်အရေးကိုချိုးရမှာမဟုတ်တာကိုရှင်ဒီဝဒကြီးကအခက်ကိုချိုးပါတယ်အရေးကိုချိုးပစ်လိုက်ပါတယ်အဲ့တော့မြတ်စွာဘုရားနဲ့အမျိုးမျိုးကိုမြတ်စွာဘုရားကိုတတ်ဖို့ကြံစီတယ် ဟလာအမျိုးမျိုးတိုက်ခိုက်တယ်ဒီလိုလာတဲ့အခါမှာသူ့ရဲ့အကုသူဟာအမတန်ကိုကြီးမားလာတယ်မြတ်စွာဘုရားကို လောဟိတုပ်ပါရကဆိုတဲ့သွေးစင်းတရားအောင်လုပ်တယ်တန်ခါပေတကားလို့ခေါ်တဲ့တန်ခါအတင်းကွဲအောင်လုပ်တယ်ပြဇာနန္တိယကံကြီးထိုက်သွားတဲ့အခါမှာအရှင်ဒီဝရရဲ့အကုသူဟာဘယ်သူမှကေလို့မရတော့ပါဘူးဒီလိုပဲအချိန်ကြာလာတဲ့အမြဒီဝရကြီးဟာသူ့အမားကို သူမမြင်နိုင်ပါဘူးယောဂတခုခုနဲ့အဲ့ရတဲ့ကိုလဲပြီလဲဆိုရော့ မကြမ်းမမာတွေဖြစ်မထနိုင်မသွားနိုင်တဲ့အနေထားရောက်လာတဲ့ခါမှာသူ့အမားကိုသူတိလာတယ်။မဖြစ်တော်ဘူးငါဒီယောဂနဲ့ငါတေးရလိမ့်မယ်။ငါနောင်တော်ကြီးဘုရားကိုဖူးကျင်တယ်တပည့်တို့လိုက်ပို့ကြပါလို့ပြောတယ်။တပည့်တွေကလည်းလိုက်မပို့ကျင်ဘူး။ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးဟာရှင်ဒီဝရကမြတ်စွာဘုရားကိုအမျိုးမျိုးတိုက်ခိုက်ခဲ့တဲ့ပုံစံတွေဖြစ်တယ်။ဒါကြောင့်မို့လိုက်မပို့ကျင်ဘူး။အတင်းပူဇာတော့မှဒီတပည့်တွေကဒီရှင်ဒီဝရကြီးကိုဆန်းပြီးတော့မှ လိုက်ပို့ကြပါတယ်။ဇေရဝန်เจ้าနာကိုရောက်လာတော့တန်ဃာတော်ကြီးကမြတ်စွာဘုရားကိုလျှောက်ထားတယ်။မြတ်စွာဘုရားတဲ့ရှင်ဒေဝရာကြီးကတော့ဘာအကျံစီနဲ့လည်းမသိဘူးရောက်လာပြီတဲ့။အဲမြတ်စွာဘုရားကိုဖူးဖို့လားအကျံစီတခုကိုရှိလို့လားတော့မသိဘူးလို့ပြောတော့မြတ်စွာဘုရားကအဲ့ဒီမှာအမိန်ပါတယ်။ယဟန်တို့တဲ့အစ်သားတို့တဲ့ဒီဝရာဟာဒီဘဝမှာငါ့ကိုဖူးရမယ်ကံကုံသွားပြီးငါ့ကိုဖူးခွင့်မရှိတော့ဘူး။အဲ့တော့တပြေးပြေးနဲ့ဇေတဝန်ကြောင်းပဝါနားရောက်လာတော့အင်္ဂါတော်တွေကလျှောက်ထားပြတယ်မြတ်စွာဘုရား ចောင်းတဲ့ကိုဝင်ပါတော့မယ်ဗျာရှင်နေဟိုဒါကြီးရောက်တော့မယ်ဆိုတော့ចောင်းတဲ့ကိုပဲဝင်ဝင်ဘဲကိုပဲဝင်ဝင်တဲ့ဒီရှင်ဒီဝရဟာငါ့ကိုဒီဘဝမှာဖူးရမဲ့ကံကုန်သွားပြီဖြစ်တဲ့အတွက်ငါ့ကိုသူဖူးရတော့မှာမဟုတ်ဘူးလို့အဲ့ဒီဇေတဝန်ចောင်းဘဝမှာအဲဒီဝရကြီးကိုឆပြီးတော့သူတပည့်တွေကလည်းမောမောပန်းပန်းနဲ့ခရီးပင်ပန်းလာကြတာဆိုတော့အရေချိုးရေတောက်ကြပါတယ်တော့ရှင်ဒီဝရကြီးကလည်းဒီညောင်ဆောင်ပေါ်မှာပက်လက်ကြီးလန်းလို့ဟုတ်လား သူတပည့်တွေကတော့မှရည်ဒီပါလေးချိုးတော်တော်နဲ့ပြန်မလာဘူးစိတ်မရှိတော့ဒီတပည့်တွေကြားလိုက်တာဗာများလုံနေကြတာပါလေငါကနောင်တော်ကြီးဘုရားကိုဖူးကျင်လာပါပြီလို့အဲ့ဒီမှာရလို့ရညာဆိုပြီးထားကြည့်လိုက်တဲ့ခါမှာတစ်ချိန်လုံးလဲနေရတဲ့ပုံကထနိုင်သွားတယ်ဗျပြီးတော့အောက်ကိုခြေတော့အောက်မြေကြီးပေါ်ကိုချကြည့်တယ်ချလို့ရတယ်အာပြိုသွားတာပေါ့ခါငါကျမ်းမာရေးကောင်းလာပြီအကောင်းမထင်လိုက်ပါနဲ့ သူ့ရဲ့ကံတွေကသူ့ကိုအကျိုးပေးဖို့အချိန်တန်လာပါပြီ။ဒီလိုဟိုကောင်းတာတွေဖြစ်လာတဲ့အခါမှာ ဆိုးဖို့ဖြစ်သွားတတ်တာတွေလည်းရှိပါတယ်။အဲ့တော့ရှင်ဒီဝရာကြီးဟာညီကြီးဘော်ကိုခြေထောက်ချပြီလဲဆိုတော့အဲ့ဒီမှာညီကြီးကကူးပြီးတော့မှလာတော့ထခုံလိုက်တဲ့အခါမှာချင်းချင်းစီတီမြုပ်သွားတယ်။နောက်တာထခုံလိုက်တဲ့အခါမှာဒူးစီတီမြုပ်သွားတယ်။အပြေးပြေးနဲ့မြုပ်လာလိုက်တာ11နာရီရောက်သွားတယ်ပေါ့ အရှင်တေဝရာကြီးကအော်ငါနောင်တော်ကြီးဖရာကိုငါဖူးရတော့မှာမဟုတ်ဘူးငါရဲ့ခန္ဓာငါရဲ့အယိုးတွေအတွေးတွေဟာငရေမိစာဖြစ်တော့မယ်မဖြစ်ဘူးငါမှာရှိတဲ့ဒီခန္ဓာဒီအယိုးဒီတွေးတွေကိုမြတ်စွာဘုရားကိုနောင်တော်ကြီးကိုပူဇော်မယ်လို့အဲ့ဒီကနေပြီးတော့မှမြတ်စွာဘုရားတပည့်တော်ရဲ့အယိုးအတွေးတွေကိုမြတ်စွာဘုရားကိုပူဇော်ပါတယ်ဘုရားနောင်တော်ကြီးကိုချီးကျူးပါတယ်ဘုရားလို့မြတ်စွာဘုရားရှိတဲ့ခန္ဓာကိုယ်ဒီတိုက်ပက်ကိုလှည့်ပြီးတော့မှချီးကျူးပါတယ်အဲ့ဒီမှာ ရှိခိုးလဲရှိခိုးပြီးတော့ဒေဝရကြီးဟာညင်မြို့သွားပါတယ်ပြောချင်တာကရှင်ဒေဝရသည်ကံကိုအဝယ်မားခဲ့တာဖြစ်ပါတယ်ကံကိုအဝယ်မားခဲ့တဲ့အတွက်အပယ်ငရဲကိုဆင်းသွားရပါပြီအခုချိန်ထိအပင်ငရဲမှာပဲရှိပါသေးတယ်။တနာစီအလွန်ကောင်းပါတယ်။ဒါကြောင့်မို့ညီငယ်တို့ညီမငယ်တို့ကံအဝယ်မမားပါစေနဲ့။မကောင်းတဲ့ကံတွေကိုမလုံးမိပါစေနဲ့လို့ဘုန်းကဒီနေရာကနေပြီးတော့မှပြောလိုပါတယ်။အလုံးပဲအတိတ်တရားတွေရပြီးတော့ ကောင်းတဲ့ကံတွေကိုပြုလုပ်ပြီးမကောင်းတဲ့ကံတွေကိုအဝယ်မမားကြပါစေနဲ့လို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ